။ online ကနေရွှေငွေနဲ့ငွေကြေးဈေးကွက်တွေမှာယင်းနှိမ့်မြုပ်နှံမှုအတွက်သိရှိထားမယ့်အသိပညာဟောပြောမှုကို February 19ရက်နေ့ကရေဘော်ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။သတင်းတောက်ဟိမာဝင်းကတင်ဆက်ထားပါရရှင်။ဆူနီပွဲမှာကမ္ဘာစီးပွားရေးအခြေအနေနဲ့ငွေကြေးဆက်သွယ်မှုတွေကိုမြင့်ချင်မပြတ်သိရှိစေဖို့နဲ့ငွေကြေးနဲ့ငွေကြေးဈေးကွက်တွေမှာတခြားနိုင်ငံတွေနဲ့တန်းတူအခွင့်အရေးတွေရရှိစေဖို့အတွက်ရည်ရွယ်ပြုလုပ်ခဲ့တယ်လို့ပြောပါတယ် တွေးရနေပြီးတော့ဒီငွေကြေးဈေးကွက်ကိုပေါ့လက်ရှိလောက်ကင်နေတဲ့လူတွေပြီးတော့အေးပြီးတော့ဒီ China CCTV ဖုန်းမှာလာနေရဲ့ဒီရဲ့ဟိုကမ္ဘာရဲ့ဒီအယောင်းဝယ်လုပ်တဲ့လူတွေကနေပြီးတော့ပေါ့နော်ဒီ business director of business တွေကနေလာပြီးတော့မြန်မာနိုင်ငံရဲ့ဒီရဲ့အဓိကမှန်ကန်မှုပေါ့သူတို့နိုင်ငံနေမှာဆိုဘယ်လိုလက်မှတ်တွေရှိရလဲဘယ်လို security အချင်းတွေရှိရလဲဒီလိုအပိုင်းလေးတွေလာပြီးတော့ဟိုဟိုပြောပို့ချပေးရပေါ့ တစ်လုံးဒါမှမဟုတ်ကွန်ပျူတာတစ်လုံးမှာအင်တာနက်ချိတ်ဆက်နိုင်မှာကဒီငွေကြေးဈေးကွက်မှာယင်းနှိမ့်ညွတ်နိုင်ပါတယ်။ဒါပေမဲ့ဒီဈေးကွက်မှာယင်းနှိမ့်ညွတ်မယ်ဆိုရင်ဈေးကွက်ရဲ့တက်မတ်ချက်တွေကိုတရှိနားလည်ရမှာဖြစ်ပြီးနိုင်ငံတကာမှာတော့ဒီဈေးကွက်ဟာစတော့ဈေးကွက်နဲ့အပြိုင်ပေါ်ထွက်လာတဲ့အစည်းအဝေးဈေးကွက်ဖြစ်ပါတယ်။အဲဆိုတော့ဒီဥစ္စာမှာသူ့ရဲ့တက်မတ်တဲ့စည်းကမ်းချက်တွေဟာပါလေ။ဝယ်ဆိုတဲ့အချိန်မှာဝယ်ရမယ်။ရောင်းဆိုတဲ့အချိန်မှာရောင်းရမယ်။မဝယ်နဲ့အောင်တော့မတေချာသေးဘူးဆုံးဖြတ်ချက်မရသေးဘူးဆိုတဲ့တင်ကြတာတွေကိုသိရမယ်။ အဲ့ဒါဆိုရင်เนาะဒီစည်းကမ်းကိုလိုက်နိုင်ရင်เนาะအကျိုးမြတ်ရှိနိုင်တယ်ဒီစည်းကမ်းကိုမလိုက်နိုင်ရင်เนาะဆုံးကျုံမှုဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ကလာပြီးတော့အသိပညာပေးတာပါအဲဒီစည်းကမ်းနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ကဘယ်သင်္ကေတဘာကိုပေးတာဆိုတာကိုကျွန်တော်တို့အဖွဲ့ကတင်နန်းလဲပေးတယ်အဲအဲ့ဒီဥစ္စာလေးကိုလည်းပဲတက်ပြီးမှဒီရောင်းဝယ်လုပ်တဲ့နယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကအသိပညာပေးတာ ဒီစီးနှီးပွဲမှာပြည်တွင်းပြည်ပမှလုပ်ငန်းရှင်၁၀ဦးနီးပါးလာရောက်ဟောပြောခဲ့ကြပြီးတက်ရောက်သူ300ကျော်ရှိပါတယ်ကျမဟေမာဝင်းပါ